အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂိတအဝိုင်းဒီတရားရှိတော်ဘုရားမြောက်ပတ်ဆောင်တမပေးတဲ့ဟောနေတဲ့ဆရာထိုင်အောင်လို့ဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြတာသမီးများအတွက်9ရက်6လနေပြီးတော့17ရက်6လအတွင်းတပတ်တွင်းမှာကြုံတွေ့ရမယ်ကံကြမ္မာအကောင်းဆုံးပြန်ကိုတေရော့ကပ်ဖြင့်နမိတ်ပတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တောက်ကြတာသမီးတွေဒီကာလမှာအပြိုင်ဆိုင်များနေတဲ့ကာလလည်းဖြစ်ပါတယ်နောက်ပြီးတော့ တော့တိုက်ခိုက်လို့သူတွေများနေတယ်အဲ့တော့လက်ဦးမှုရခြင်းစိတ်တွေများနေတဲ့ကာလလည်းဖြစ်ပါတယ်အဲဒီကာလမှာတော့အဘိုးတန်ရတနာရွှေဝင်ခြင်းရှိပါတယ်ဝင်လဲကောင်းပါတယ်အဲ့တော့မိတ်ဆွေနဲ့ပတ်သက်လာရင်အင်္ဂါသာသမီအကြစားမိသာသမီပေါ့နော် တို့နဲ့ပတ်သက်ပြီးတော့အကြီးကြီးနဲ့ဆက်သွယ်ရတာအကြီးကြီးနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းစရာကြားရတာအဲပြီးတော့စက်တူလုပ်ငန်းလုပ်ဖို့ကြံစည်တာတွေတိုင်ပင်တာတွေပေါ့နော်အပြုလုပ်ပြလိမ့်မယ်လုပ်ရင်လည်းကောင်းပါတယ်အဲ့တော့ဒီကာလမှာတော့မိတ်ဆွေနဲ့မိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းစရာတွေစိတ်ချမ်းသာစရာတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်မိခင်ဂျမကြီးဂျမကြီးကတော့ပေါ့နော်ဒုဒုက္ခပေးတဲ့ကာလလည်းဖြစ်ပါတယ်နောက်အစာအိမ် ဒုက္ခပေးတဲ့ကာလလည်းဖြစ်ပါတယ်။နေရထိုင်ခြင်းနဲ့ပတ်သက်လာရင်တော့စိတ်တိုင်းမကြပါဘူး။နေရထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေဖြစ်တာလေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်။အဲ့တော့သာသမီနဲ့ပတ်သက်လာရင်ကလေးတွေကိုအမြင့်မတက်ပါစေနဲ့မတက်နိုင်ပါနဲ့နော်။အမြင့်ရနေပြီးတော့ရုပ်တရက်လုံကြတာတွေကျော်လဲတာတွေခြေကျော်ကြတာတွေကြုံရတတ်ပါတယ်။နောက်ကလေးနဲ့ပတ်သက်လာပြီး ပညာရေးနဲ့ပတ်သက်တာရေပေါ့နော်စိတ်ထဲမှာကြာတာတွေကြုံရမဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ဒီကာလမှာအတုတရိတာပါတော့ဘိုးစုဖွဲ့ပြီးကိုယ်ကိုကြောက်ကြတတ်တယ်ဘိုးစုဖွဲ့ပြီးကိုယ်ကိုရန်လုပ်တတ်တယ်နော်အဲ့တော့သွားတာလာတာနေတာထိုင်တာသိယူဆိုင်ဖို့လိုပါတယ်ကိုယ်နောက်ရှက်မဲ့လူတွေကတော့အုပ်စုဖွဲ့ပြီးကိုယ်နောက်ရှက်တတ်ပါတယ် ငယ်ငယ်သူများအဖို့ကတော့အခြေအနေမှာအဆင်မပြေပါဘူး။နော်တခုနဲ့တခုဝါသနာလည်းမတူဘူး၊စိတ်ညစ်သဘောထားလည်းမတူဘူး၊ဇယိုက်လည်းမတူတဲ့အတွက်တခုနဲ့တခုရှေ့ဆက်ပြီးတော့ပေါင်းသိလို့မရလို့လမ်းခွဲရတဲ့ကာလလည်းဖြစ်ပါတယ်။နော်အခြေအနေမှာအဆင်မပြေပါဘူး။အိမ်တော်ရှင်များအဖို့ကတော့အိမ်တော်ပတ်ကျမ်းမာရေးညံ့တဲ့ပါတယ်။ဂယုဆိုင်ပါ။အဒီကရမှာတောက်ကြသားလူများအဖို့ကတော့ကျမ်းမာရေးနဲ့ပတ်သက်လာရင်စိုးရိမ်စရာမရှိပါဘူး။ကျမ်းမာရေးလည်းကောင်းပါတယ်။ တကယ်လို့ကျမ်းမိုင်ညံ့တဲ့လူဆိုရင်လည်းကျမ်းမိုင်ပြန်ကောင်းပြီးတော့နလန်ပြန်ထနိုင်ပါလိမ့်မယ်ကိုရဲ့အတွေးကလူစားတွေဟာအများအောင်ကောင်းနေပါတယ်ဥပမာဒီကလာမှာရည်ရွယ်ချက်နှမျိုးထားတာမျိုးတွေနော်အကျုံတက်တယ်အဲ့နှမျိုးစတော့ကလည်းကောင်းနေတယ်ဒါဘာသာရေးလုပ်တဲ့လူတွေအတိတ်တက်လုပ်တဲ့လူတွေဆိုရင်အဲကိုနဲ့ပတ်သက်တဲ့ဘိုးတော်မယ်တော်တွေအဲကိုကိုကြီးမားစားမယ်ဆောက်ရှောက်ခံရမယ်ကလာလည်းဖြစ်ပါတယ် ဒီကလာမှာတော့အလုပ်ကိုစိတ်မဝင်စားဘူးဖြစ်နေတယ်အလုပ်နဲ့ပတ်သက်လာရင်ဟလာမပြောပါဘူးဖြစ်နေတယ်အလုပ်ပြောခြင်းစိတ်တွေပေါ်နေလိမ့်မယ်နော်အဲဖခင်ရှိရယ်ဖခင်အကြမ်းမိုက်အာရုံကြောအားနေတာအယူလောကပိတတဲ့ကာလလည်းဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်တော့စိတ်ပူစရာမလိုပါဘူးစုံစုံထားတဲ့ငွေကြီးပြန်ဝင်လာတတ်ပါတယ်အဲဒီလိုပဲဘဝသူများကိုပေးစရာရှိရင်လည်းဒီကလာမှာပြန်ပြီးပေးရတတ်ပါတယ် ဒီကလာမှာတော့ငွေကြေးနဲ့ပတ်သက်လာရင်အစအစရေရအစီအပြေတက်ပါတယ်အကျိုးရရှိရင်လည်းပြန်ပြီးတော့စတိုင်းမဲ့ကာလာလည်းပြပါတယ်အဲ့တော့ကိုပါကကဲနေတဲ့ကကဲလေးတွေပြတော်သားဖို့အတွက်တောက်ကြနေမှာရှောက်သီးတို့တပွဲမြတ်စွာဘုရားရှင်ဘုရမကြီးကိုလူတန်းမှာအိမ်ပြရမှာပဲလူတန်းမှာလိုရဆုတောင်းပါအဲ့လိုပြုလို့လည်းမဆိုရင်ကိုပါကကဲနေတဲ့ကကဲလေးပြပြီးတော့ကောင်းဆုံးချက်တာများရရှိတော်မှာဖြစ်ပါတယ်ခင်ဗျာ